မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ခြေဆုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘော်သူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေဆုတော်ကိုချီးမွမ်းပါလေ။ကျွန်တော်ခြေဆုတော်ကြောင့်2025ခုနှစ်ဧပြီလ22ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုခြေဆုတင်ပါရစေ။နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားခြေဆုတင်ပါရစေ။ခြေဆုသူအားလုံးကိုကောင်းကြီးပေးတယ်။နှုတ်ကပတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ။ အခုလေကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါတဲ့ဖခင်အာမင်ဖျားရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါလေကျွန်တော်ခေါင်းစဉ်တစ်ခုနားထောင်နေပါလေဒါကြောင့်ကြံမတိုင်ခင်မှာဒီခေါင်းစဉ်လေးကိုကျွန်တော်ဖော်ပြခဲ့တယ်အဲ့ဒီမှာအဲ့ခေါင်းစဉ်အောင်မှာအချက်၄ချက်ရှိတယ်အဲ့၄ချက်မှာကျွန်တော်နှစ်ချက်ပြီးသွားပြီဂျန်နဲ့နှစ်ချက်ကိုကျွန်တော်ကဆက်ပြီးနားထောင်မှာဖြစ်တယ်ခေါင်းစဉ်ကတော့ပြင်ပန်းခြင်းများအော်လောကကြီးမှာ ဖီးယားသခင်မျက်နာလွှဲခြင်းခံရရင်ပင်ပန်းတက်တယ်။ဘာဒီလောက်ရင်ပင်ပန်းတက်လဲဒါကိုကျွန်တော်နားထောင်နေတာဖြစ်တယ်။တောင်ဘဝမှာမပင်ပန်းခြင်းအခုကျွန်တော်လေ့လာမယ့်အချက်၄ချက်ကိုကျွန်တော်အထူးသတိထားအဲဒီအချက်၄ချက်ကိုကျွန်တော်ကရှောင်ရင်ပင်ပန်းခြင်းကနေကင်းလွတ်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်အဋိကကျမ်း104ခုမြောက်သောစာလံပိုက်ငယ်29မှာဒီလိုရေးထားတယ်။မျက်နာတော်ကိုလွှဲလျင်သူတို့သည်ပင်ပန်းကြပါ၏ သူတို့တက်ကိုရုတ်သိမ်းတော်မူလင်သူတို့ဒီသေ၍မိမိတို့မြေမှုန့်တဲသူပြန်သွားကြပါ၏ဒါဆာလံကျမ်းမှာဆာလံဆရာကြီးကဒါရေတရဝါတွေပေါ့နော်ဖျက်ခင်ဖန်ဆင်းထားတဲ့ရေထဲမှာရှိတဲ့ငါးကြီးလဝိသံတို့နော်ရေထဲမှာကုမြူသွားလာတဲ့ငါးတွေတလိ္ဆန်နေတော်ဘုရားခင်မျက်နာလွင်သူတို့ပြန်မှန်းချင်းရတယ်ဘုရားခင်ရုတ်သိမ်းမြေမှုန့်နဲ့ပြန်ရတယ်တလိ္ဆန်တော်ဘုရားမျက်နာလွင်ပြန်မှန်းနေဆိုတော့လူလဲဘုရားမျက်နာလွင်ရင် ပူပင်မှန်းခြင်းရှိတယ်။တောက်တရားပင်မှန်းခြင်းကနေလွတ်မြောက်ဖို့ဖယားမျက်နာမူတဲ့အသက်တာနဲ့အသက်ရှင်ရမယ်ဆိုတာကိုအားပေးကြတယ်။တောက်ဘုရားသခင်မျက်နာမူခြင်းခံရတဲ့သူကကောင်းကြီးရ။ဒါပေမဲ့ဘုရားသခင်မျက်နာလွှဲခြင်းခံရတဲ့သူမှာပင်မှန်းခြင်းရှိတယ်။တောက်နောက်ထပ်စကားလေးနှလုံးအားပေးကြတယ်။နံပါတ်၁စိတ်ဓာတ်ဆင်းရဲရင်နဲ့စိတ်ဆင်းရဲတယ်။အော်ကျွန်တော်တို့စိတ်ဓာတ်ကိုမဆင်းရဲအောင်နှုတ်ကပတ်တော်နဲ့တော့တောက်စိတ်ဓာတ်ဆင်းရဲရင်လူစိတ်ဆင်းရဲလာတယ်။ ။ဘောင်းလဲဆိုစိတ်သက်ဆင်းရဲသွားလို့အဲ့စိတ်သက်တွေမဆင်းရဲဘူးဘာလို့သွားလဲနှုတ်ကတော်တဲ့သွားတယ်။နံပါတ်1နှလုံးသားမှောင်ရင်ဘဝလည်းမှောင်လာတတ်တယ်။အော်ကျွန်တော်ရနှလုံးသားတွေမမှောင်သွားဘူးဘာနဲ့သွားနှုတ်ကပတ်တော်နဲ့သွားတယ်။အော်ကျွန်တော်ဘဝမှာပင်မင်းကြီးတွေကလွတ်မြောက်ဖို့ဖျားသခင်မျက်နာမူခြင်းနဲ့သွားကျွန်တော်လည်းဘုရားမျက်နာမူရတယ်။ဘုရားသခင်မျက်နာမူခြင်းခံရတယ် ဘုရားသခင်မျက်နှာမူခြင်းခံရတဲ့သူရဲ့အသက်တာမှာပင်မခြင်းကကင်းပြီးသက်သာခြင်းရှိတယ်ဆိုတော့ကိုအာပိချက်တောင်ဒီကနေ့ကျမ်းစာထဲမှာဘာလို့ပင်မလဲပင်မရတဲ့အကြောင်းရင်းအများကြီးရှိတယ်ဒါပေမဲ့ဒီ၄ချက်ကအဓိကလူကိုပင်မန်းစေတယ်ကဲနံပါတ်၁ပထမချက်ကဘာလဲဖျားစကားနားမထောင်ခြင်းကြောင့်ပင်မန်းတယ်ကျမ်းစာထဲမှာအာရနဲ့အေဝကပုတ်ချက်ကချင်းနဲ့ငယ်၁၆ကဆက်ခွန်အခန်းကြီး၃ငယ်၆ကိုဖတ်ရင်တွေ့ရမယ်ဖိုင်အေရင်ဥယျာဉ်မှာနေပြီး ဖယားစကားနားမထောင်နားလည်အောင် ပြောရင်တော့ဖယားပေးတဲ့နေရာမှာနေပြီးအဲ့ပေးတဲ့ဖယားစကားနားမထောင်အဲ့တော့အီရင်အပြင်ထွက်တော့ချွေးပြန်ပြီးပင်မဒါကြောင့်လူဟာဘာလို့ပင်မလဲနံပါတ်1ဖယားစကားနားမထောင်ရင်ပင်မတက်တယ်ဒါကြောင့်အများကြီးရှင်းပြခဲ့ပြီကဲနံပါတ်2ဖယားခိုင်းတာမလုပ်ရင်လည်းပင်မနဲ့နောက်ကတော့ကပြောတယ်ပြောတဲ့အရာတွေမလုပ်ရင်လည်းလူဟာပင်မတက်တယ်အောင်ချမ်းသာထဲမှာကိုင်းနာကိုင်းနာကကပောက်ချမ်းခန်းကြီး၄ ကျွန်တော်ငယ်ခုနှစ်ကနေကိုငယ်ဆက်နှစ်ကိုဖတ်ရင်သူဘုရားခိုင်းတာမလုပ်ဘူးဘုရားခိုင်းတာမလုပ်ဘဲနဲ့သူလှုပ်ချင်ရလှုပ်ပြီးသူညီကိုသွားသပလိုက်နောက်ဆုံးသူပင်မမီးထွက်ပြေးရတော့လူဟာဘုရားခိုင်းတာမလုပ်ရင်လည်းဘာဖြစ်တယ်လဲပင်မန်းတက်တယ်ဆိုတော့ကိုတတူရဒါလေးကျွန်တော်အများကြီးရှင်းပြခဲ့ပြီဒီကနေ့မှတော့တတိယချက်တတိယချက်တော့ဘာလဲဆိုတော့ဘုရားသခင်ကိုစန့်ကျင်ရင်လည်းပင်မန်းတက်ဘုရားသခင်ကိုစန့်ကျင်ပင်ပင်မန်းတက် ကျမ်းစာထဲမှာဘာလို့ရဲတိုက်စောက်တဲ့သူတွေသူတို့ဘုရားသခင်ကိုစန့်ကျင်တယ်စန့်ကျင်တဲ့အခါသူတို့ပင်ဝန်းခြင်းရကောင်းကြံကြီး7ငွေ4ရငွေ6ကနေ9ကျွန်တော်နဲ့ငွေဖတ်ပေးခြင်းနဲ့လာကြမြေကြီးတစ်ပင်လုံး၌ရရက်ကွဲပြားမိကိုစိုးရင်၍မြို့ကို၎င်းမိုးကောင်းငင်တို့မိရသောရဲတိုက်ကို၎င်းတီလုတ်သဖြင့်ကြော်သောဂိတ်တိရှိခြင်းကပြုကြကုန်ဟု ပြောဆိုကြ၏အော်လူတွေကတဲ့ရရက်မကွဲပြားခြင်းလို့ မိုးကောင်းငင်ုံပြီးတဲ့ရဲတိုက်ကြီးဘာဘူးလုံးရဲတိုက်ကြီးတို့စောက်တယ်ဘာဘူးလုံးဆိုတဲ့နာမည်အတိတ်ပဲရှုပ်ထွေးခြင်းလို့ဒီပဲပြောပြောမယ်ဘာဘူးလုံးဆိုတဲ့အတိတ်ပဲရှုပ်ထွေးခြင်းလို့ဒီပဲသူတို့ကဒီဘာဘူးလုံးရဲတိုက်စောက်တဲ့အခါဖျားကိုချီးမွမ်းမှုစောက်တာမဟုတ်ဘူးသူတို့ဂုံပကတနာရီကြော်စောကိတိရှိဖို့စောက်အော်နားလည်အောင်ပြောရင်တော့ခေါင်းစဉ်လွဲသွားတယ်ခေါင်းစဉ်လွဲတဲ့အခါဘဝလည်းအပြောင်းလဲဖြစ်သွားတယ် ဖခင်ကိုချီးမွမ်းရမယ်ဆိုသူတို့ကိုသူတို့ချီးမွမ်းပြီးသူတို့တော်တယ်တတ်တယ်ဆိုတဲ့စိတ်နဲ့သူတို့ဆောက်တာဟောဒီကနေ့ချက်တော်ညီကောင်မကောင်းစင်မလွေးမိဘူးလို့ကျွန်တော်တို့လှုပ်ခဲ့တာမရှိဘူးကျွန်တော်လှုပ်နိုင်တာမရှိဘူးကျွန်တော်လှုပ်နိုင်လှုပ်တတ်တာမရှိဘူးဖခင်လှုပ်ပြီးတာပဲရှိတယ်ဒါကိုကျွန်တော်ဝန်ခံဒါပေမဲ့ဘာဖြစ်လို့ညလိုက်ဆောက်တဲ့သူကသူတို့လှုပ်နိုင်တယ်သူတို့တော်တယ်သူတို့တတ်တယ်ဆိုတဲ့စိတ်နဲ့သူတို့သွားလှုပ်လိုက်တဲ့အခါမုကောင်းဝင်ကိုမိတဲ့ရဲလိုက်ကိုသူတို့သွားစောက်လိုက်တဲ့အခါမှာအရရက်ကွဲပြားသွားတယ် ကျွန်တော်ဆက်ဖတ်ကြည့်မယ်အငယ်6မှာနော်ကောကြံကန်းကြီး17အငယ်6မှာထောက်ပြကကြည့်ရှုလောလူတစ်မျိုးတည်းစကားတစ်မျိုးတည်းရှိသဖြင့်သူတို့သည်ဤမှုကိုအမှုပြုကြ၏ယခုကြံစီတို့သည်စီတာမရှိသူတို့ပြုကြလိမ့်လာကြစဉ်သက်ကြကုန်အံသူတို့သည်အချင်းချင်းနားမလဲစေခြင်းကသူတို့စကားကိုရှုပ်ထွေးကြကုန်အံဟုမိန့်တော်မူ၏ထို့သောထောက်ပြသည်သူတို့ကိုမြေတပင်လုံး၌ရရက်ကွဲပြားစီတော်မူပြီးသူတို့သည်မြို့ကိုမတီးပဲနေကြ၏။တို့ဖြစ်၍ထိုမြို့ကိုထောက်ပြသည် မြေကြီးသားပေါင်းတို့ဤစကားကိုရှုတ်ထွေးစေ၍သူတို့ကိုမြေကြီးပင်လုံး၌အရရက်ကွဲပြားစေတော်မူသောကြောင့်ထိုမြို့သည်ဘာဘူးလုံမြို့ဟူ၍တင်သည်။တောင်ဘာဘူးလုံရဲ့အတိတ်ဘယ်ကရှုတ်ထွေးခြင်းလို့ဒီပေရ။ဒါပေမဲ့ဘုရားခင်ရှင်းရှင်းလေးထားတာလူကရှုတ်အောင်လုပ်လိုက်တာ။အဲရှုတ်အောင်လုပ်တဲ့သူတွေမှာကျွန်တော်မပါမိဘူးလူတွေဆိုတွေ့ရတယ်။ဒါကြောင့်ဖယောင်းအန်တုစန့်ချင်တယ်။ဟောဒီယောက်ကြည့်ကြမယ်လူကဘာဖြစ်လဲ။ အရက်ရက်ကွဲပြားပြီးစကားတွေလည်းရှုပ်သွေးရင်တော့စကားတမျိုးတယ်ဒီကျဲလိုက်သွားဆောက်လိုက်တဲ့ကစကားပေါင်းများစွာကွဲသွားပြီးတော့လူတွေလည်းကွဲသွားပြီးတော့ပင်မန်းချင်းတွေရောက်လာဘာကြောင့်လဲအဓိကချက်ဖခင်သခင်ကိုစန့်ကျင်ဘက်ပြုလို့တောင်ကျမ်းမှာဖခင်သခင်ကိုစန့်ကျင်တဲ့သူတွေရဲ့အသက်တာမှာပင်မန်းချင်းရှိဖခင်သခင်ကိုမထိမ်မိုက်မြင်ပြောတဲ့သူတွေရဲ့အသက်တာမှာပင်မန်းချင်းရှိဖခင်သခင်တကူကြီးကြောင်းကိုမယုံမထီလေးစားလုပ်ရင်ပင်မန်းချင်းရှိ စိတ်ပင်မန်းခြင်းလူပင်မန်းခြင်းဘဝတွေပင်မန်းခြင်းတွေရှိတယ်ဆိုတာတွေ့ရတာဒါကျွန်တော်ပြောရမှာဘယ်ပြောတမန်ချမ်းသာပြောတော့ဒီနေ့သိအောင်အားပေးခြင်းနဲ့ချက်တော်ညီကိုမောင်မကျွန်ကျမရဲ့တက်တာမှာပင်မန်းခြင်းကကင်းလို့ဖို့ဖရာသခင်ကိုဘယ်တော့အခါမှမဆန့်ကျင်မိပဲဖရာသခင်အလိုတော်ဝန်ခံပြီးအသက်ရှင်ရင်ငြိမ်သက်ခြင်းနဲ့ရှင်နဲ့ကောင်းကြီးရမှာဖြစ်တယ်။တောင်ကူဒီဘာဖို့လို့ရဲလိုက်ဆောက်တဲ့သူတွေက ဖျားကိုအာယုံမပြုတ်ပဲသူတို့ကိုသူတို့ကြော်စိုးဂိတ်တိခြင်းဖြစ်ခြင်းနဲ့စိတ်နဲ့သွားလှုပ်လိုက်တာတော့လူကစိတ်လွဲတဲ့အခါဘဝတွေအတ္တဓာတ်တွေအနာဂတ်တွေလွဲကုန်တောင်းကျောစိတ်လွဲလို့မြတ်တောင်းဒီနေ့ကျွန်တော်ရဲ့စိတ်ကယေရှုခရစ်၌ရှိတဲ့စိတ်ဘောရှိဖို့ပဲလူတွေဆိုအပိချက်တောင်းစံစာထဲမှာဘာကြောင့်လူဟာပြင်းမှန်းလဲဖျားခင်ကိုစန့်ကျင်ဘက်ပြုတ်ရင်လဲ ပင်ပန်းတက်တယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ဒီကနေ့ကြည့်ရှုနေတဲ့ online ပရိသတ်များတင်ပေါ်မှာပင်ပန်းခြင်းတွေကကင်းလို့ချင်ရင်ဘယ်သောအခါမှဘုရားသခင်ကိုမဆန့်ကျင်မိပဲဘုရားသခင်လှုပ်ပြီးမဲ့အရာတွေကိုယုံကြည်ခြင်းနဲ့ဝန်ခံပြီးဘုရားသခင်တကူကြီးเจ้าကိုအစင်မြဲယုံပြီးဘုရားသခင်လှုပ်သမျှအကုန်ကောင်းတယ်ဆိုတာယုံကြည်ဝန်ခံတော်သူတို့သက်တာတဲ့ကောင်းကြီးခံစားရမယ်ဆိုတာအပီးကြီးနောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးဒီကုန်းချုပ်ချင်တယ်တခါတော့ကဒါတော့ မတ်သထရီဇာကပြောခဲ့တဲ့အဖြစ်ပြက်လေးတစ်ခုပါတနေ့တော့ကားတဲ့မတ်သထရီဇာရှိကိုလူတယောက်ကရောက်လာရောက်လာပြီဒီလူကပြောတယ်မတ်သတဲ့အဲ့ဒီလမ်းအဲ့ဒီရက်ကွက်မှာမဟုတ်ဆုံးမကြီးတယောက်ကခလေး၆ယောက်နဲ့စားစရာမရှိလို့ငိုပြီးတော့သူတို့ခြေခွဲနေတယ်ချက်ချင်းပဲမတ်သထရီဇာဆန်းအာလူပြောင်းဘူးခောက်ဆွဲဒါတွေထည့်ပြီးသူချက်ချင်းအဲ့ဒီလမ်းလိပ်စာအတိုင်းရောက်သွားတယ် တကယ်လဲမာနေအဲ့မုံဆိုးမခလေး6ယောက်နဲ့သူတို့စားကြမရှိလို့ငုတ်လို့ထိုင်အဲ့ချိန်မှာပဲမဒါထရီဇာဆန်နေရောဒီကုနာဂျူလာတဲ့ပစ္စည်းတွေကိုတီမုံဆောင်းမမုံဆိုးမကိုပေးလိုက်တကမုံဆိုးမချက်ချင်းပြေးချမ်းမချက်ဘူးဗျာအဲ့ဒီဆန်ပြောင်းမှုနော်ဒီချက်မှုစသဖြင့်ခောက်ဆွဲဒါတွေသူတဝက်ခွဲလိုက်သေးတယ်ခွဲပြီးမဒါထရီဇာတို့ချီးစုတင်ကြောင်းလေးလက်အုပ်ချပြီးမျက်ရည်တွေကျပြောပြီးတာနဲ့ခဏလေးမာသဆိုပြီးသူကအပြင်ခဏထွက်သွားတယ်ထွက်သွားတော့မဒါထရီဇာမဒါထရီဇာအော်ရယ် ဘာလို့ထွက်သွားလဲပေါ့ဆက်ကမင်းလောက်ကြာတော့ပြန်ရောက်လာရောက်လာတော့မာသူထရီဇာသူ့ပြောတယ်မင်းတို့ဘိုက်စားနေတာမင်းတို့ချက်ချင်းချက်စားလေအဲ့ဒီကနပစ္စည်းတော့မင်းသွားရောင်းစားတာလားဘာလို့တာလဲအဲ့ကြမှာဒီမျိုးမီးကပြောတယ်မဟုတ်ပါဘူးတဲ့ကျမတို့ရဲ့ရက်ွက်ရဲ့တလန်းကြော်မှာနော်ကျမတို့လမ်းရဲ့တလန်းကြော်ပေါ့နော်အဲ့မှာကျမလိုမဟုတ်ဆိုးမတယောက်ရှိတယ်သူလဲသားမီးလေးအောင်သူလဲဒီကနေ့ညစားကြမှရှိတာကျမသိတယ် ကျမခက်ခဲသလိုသူလည်းခက်ခဲနေတော့သူလည်းဘိုက်ဆာမှာပဲလေတောင်ကျမရတဲ့ကောင်းကြီးလေးသူ့ကိုသွားပြီးဝေငှတာပါမဒါထရီဇာအန်အော်လော်ရီသူအန်အော်လော်ရီဒီမုတ်ဆိုးမရဲ့နှလုံးသားတကယ်လို့သူရလိုက်တာပဲသူပြမန်းကြီးကလွတ်သွားပြီးသူ့သူစားပြီးနေလိုက်ပြီးပြီပေါ့ဒါပေမဲ့သူတစ်ပါးရဲ့အခက်ခဲသူတစ်ပါးပြမန်းခြင်းကို तू ကကိုချင်းစားတဲ့စိတ်ရှိတယ် ဒါမှသူချီစားစကားလုံးပြောတယ်လူဟာကိုစားတယ်လို့သူများစားတတ်တယ်ကိုနာတယ်လို့သူများလည်းနာတတ်တယ်ကိုခြေခွဲလို့သူများလည်းခြေခွဲတတ်တယ်ဒါကြောင့်ကိုတိုင်းပြုစီလို့တဲ့အတိုင်းသူတစ်ပါးကိုလည်းပြုရမယ်ဟာဒီစကားသိအရေးကြီးတဲ့စကားဒါကြောင့်ကိုတိုင်းပြုစီလို့ဒီတိုင်းသူတစ်ပါးကိုပြုပါဆိုတော့ချက်စားပြောပြီးတာဒီကနေ့ဘုရားသခင်ကိုစန့်ခြင်းဘုရားသခင်လည်းဘလောက်စိတ်မကောင်းဖြစ်မလဲ တောင်အဲ့စန့်ကျင်တဲ့သူကစီရင်ခြင်းခံဖျားခဲ့ကိုမျက်နာမူပြီးမျောကြည့်တဲ့သူကဖျားရဲ့ဂိူနာပြန်ခံစားတောင်ဒီကနေ့ခုနမုတ်ဆိုးမှသူဘိုက်စာနေလို့သူများစာလာသူကိုချင်းစာတဲ့စိတ်ရှိတော့မာသရီစာအဲ့ဒီအိမ်ကိုနောက်တက်စားကြရီထပ်အများကြီးပြန်ပို့ပြီးဟောသူနှလုံးသားကြောင့်လူလူချင်းတောင် ကိုချင်းစာတဲ့စိတ်ရှိစန့်ကျင်တာမဟုတ်ဘူးဒုက္ခပြီးတာမဟုတ်မေတ္တာတရားနဲ့လှုပ်ရည် လူလူချင်းတော်တလောက်တနာပြီးတော့ပြီးခြင်းစိတ်ရှိကျွန်တော်ဘုရားသခင်ကိုပဲ့သောအခါမှာမဆန့်ကျင်မိပဲဘုရားသခင်ကောင်းမြတ်ခြင်းကိုဝန်ခံပြီးအဲ့ဒီဘုရားနဲ့ကျွန်တော်သွားလာနေဒီဘုရားကျွန်တော်တစ်သလုံးတာဝန်ယူနေမှာဖြစ်တယ်။တောင်းဒီနေ့ဘုရားသခင်ကိုမဆန့်ကျင်မိပဲနဲ့ဘုရားသခင်ကိုယုံကြည်လေးစားလေးမျက်နာမူပြီးပြန်မှန်းခြင်းကနေလွတ်မြောက်တဲ့အသက်တာနဲ့အသက်ရှင်နိုင်သောသူများဖြစ်ပါစေလို့အားပေးခြင်းနေကုန်ချုပ်လို့လေကျွန်တော်ရုပ်ချင်းစီတိုင်းဖြတ်ရှင်းတာပြီးကောင်းချီးပေးပါစေ။ God bless you all ကျွတ်ချင်ညာဆရာကတော့ကျွန်တော်နတ်ဖန်ညနေမြန်မာစံတော်ချိန်ညနေ3:00နာရီမှာကျွန်တော် live လုပ်မှာဖြစ်ပါတယ်ကျွန်တော်နတ်ဖန်ပုံမှန်ဆိုတော့4:00နာရီခွဲဖြစ်တော်ညလေညနေပိုင်းမှာကျွန်တော်နောက်တရားတော်ဟောဖို့အစီအစဉ်များရှိတဲ့ကြောင့်နတ်ဖန်ညနေ3:00နာရီမှာကျွန်တော် live လုပ်မှာဖြစ်ကြောင်းပေါ်ပြလိုပါတယ်ဒီကနေ့ internet line အခက်ခဲကြောင်းအနေငယ်အချိန်အဲရွှေ့ပြီးမှုတော့ပေါ့နော်အချိန်ရွှေ့ပြီးလွှင့်ပြီးမှုတော့နားလေပြီးမှုမြတ်တရရက်ခံလို့ရတယ်ကျေးဇူးခွန်အားယူတယ်ဒီမှာ break the အားလုံးကို ဖြန့်ရှင်သာ၍ကောင်းချီးပေးပါစေကျေးဇူးသူအားလုံးပင်မခြင်းကင်းဝေးလျက်သက်သာခြင်းကောင်းချီးခံစားရပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ဆုမတောင်းခင်မှာကျညာစရာလေးကတော့နောက်ပါကျွန်တော်ဘုလူနေဖြစ်တဲ့ကြောင့်ကျော်ကျပ်ရင်းယုံကြည်ရတဲ့ချင်းတဲ့တော်မှာဘုလူအဆောက်ဆောင်ဆွတောင်းခြင်းရှိပါတယ်။မြန်မာပြည်တော်အသင်းတော်တော်ကဘာကြီးတော်မိသားစုတွေတော်ကျွန်တော်ချင်းချင်းတော်ဆွတောင်းပေးပါတယ်။တောင်းဆွတောင်းလို့သောသူများနဲ့9နိုင်ရနေစနေလဲ7နိုင်ခွဲ့ထိလာရောက်ဆောက်ဆောင်ဆွတောင်းနိုင်သလိုကျွန်တော်ပဲ Bible Study ဝေငှမှာဖြစ်ချောင်းလေပေါ်ပြပေးလို့ပါတယ်။နှစ်ဖန်ဗုဒ္ဓနေ့မြန်မာစံတော်ချိန်ညနေ3:00နာရီမှာပြန်လည်ပြီးတွေ့ဆုံကြပါစို့။စွတ်တောင်းကောင်းကြီးခံယူကြပါစို့။ခမည်းတော်ဖခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ဖခင်ရဲ့ခြေဆုတော်ဒုက္ခဒုက္ခဘလို့ရှိပါစေကျွန်တော်ကိုလမ်းပြပို့ဆောင်တော့တန်ရှင်းသောဘုညာဖခင်ရဲ့ကွဲကားဆောက်မှခြင်းသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သရကောက်ဒီကနေ့မွန်းနေ့ချောက်တဲ့မွန်းနေ့ရှင်များဂရုသမီးကြီး နပူရွှေနဲ့ကွာမိုနီရှင်အောင်သုံးသီးသီးပေါ်သူတကောက်မင်္ဂလာနှစ်ပတ်လေး၆တော်သူသီးသီးပေါ်သူတကောက်ဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တော်တကောက်ငလင်ဘေးသင်းပြီးဒုက္ခရောက်ပြီးတော့ယနေ့ထိထူထောင်ရေးမှာခက်ခဲနေသောသူများအတွက်ထူထောင်ရေးအတွက်ဘုရားရှင်ပြည့်စင်ပေးခြင်းကိုကြီးကဲစေထူထောင်ရေးအတွက်အစီအကံနေတဲ့သူသီးသီးပေါ်ဖျားရှယ်ကောင်းကြီးပေးခြင်းကျွန်တော်မိမြန်မာနိုင်ငံတော်နဲ့ကဘာကြီးမှာငလင်ပေးမိပေး မုံတိုင်းဘေးမကောင်းတဲ့သဘာဝဘေးမြို့မြို့မှာခင်းဝေးခြင်းနဲ့တကားဖခင်ရဲ့လက်တော်ကွဲကဆောက်မှခြင်းသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလစင်းမြဲကောင်းကြီးဖြာဖြာတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ယေရှုတင်ပါလေကြည့်ရှုသူအားလုံးကိုဖြာရှင်သာ၍ကောင်းကြီးပေးပါစေသင်တို့အားလုံးကိုသိချစ်တဲ့သင်တို့တို့အမြဲဆုတောင်းပေးလေရှိပါလေ God bless you all ပြန်လည်တွေ့ဆုံကြပါစို့ 寻吧，三两天却还开不满吧。伸手云都要美的安达，把倔强压得先跪，丢人吗？谁看人家你？